အားလုံးပဲမင်္ဂလာပါရှင်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စိုင်းဆရာမမက်ရီမွန်ကြုံပြောရေးသားတဲ့ဖြေနိုင်ပါပဲဆိုတဲ့ဝိထုတိုလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ကျမကတော့စာဖတ်သူနန်းတင်ကြီးဖြစ်ပါတယ်အရင်ပြင်ပတ်နိုင်မိုးကတဲတဲမဲမဲရွာနေသည်မိုးဆက်မိုးပေါက်များနဲ့အင်ခေါင်းမိုးမှာသူပြားတို့ဤထီတန်ကကျေလောင်စွာထွက်ပေါ်နေသည်တို့တိုင်းထိုတန်များထက် မိခိုင်ဖေးဖေး၏ဇန်နရလက်တန်ကပို၍လွှမ်းမှုက ထွက်ပေါ်လာသည်မိခိုင်တယောက်သူ၏အခန်းထဲရှိကရင်ပေါ်လဲအိမ်နေရင်းမှ သူမ၏ဖေးဖေးကိုတတိတယဖြစ်က သူမဖေးဖေးရှိရာဧကန်းသို့စောင်းငယ်ကြည့်လိုက်သည် သူ၏ဖေးဖေးဦးမဲလိုက်တယောက်ဇန်နရခုံပေါ်တွင်ထိုင်၍စိတ်ပါလက်ပါဇန်နရတီးနေသည်ကိုလမ်းမြင်ရသည် ထွက်ပေါ်လာသည့်ဇန်နရတီးကွက်တန်းစင်းများက အပြင်၌ရွာနေသောမိုးဆက်မိုးပေါင်းများနှင့်အပြိုင် အကွက်စိတ်စိတ်ရှိလာ၏မိခိုင်၏နားထဲသို့စံနေရလက်တံများကထင်းထင်းရှားရှားစည်းဝင်လာသည်မိခိုင်တေချာစွာနားဆိုင်ထောင်းရင်းနှုတ်မှလည်းအလိုလိုညှိတွားမိသွားသည် လိုက်တော်မူတဲ့မာရဲ့အခွင့်ကိုမျောမတင့်တော်သလိုတမေခင်လွဲဒီသချင်းကိုမိခိုင်ငငယ်လေးကလေးကဖေဖေအမဲမပြန့်တီဆိုခဲ့သည်ကို မှတ်မိနေသည်မိခိုင်အွယ်ရောက်လာတော့မိခိုင်ကိုစံလျာတင်ပေးရင်အစိုးတော်ကိုမြာကြီးတီဆိုထားသည် မိုးဆိုသောသချင်းကိုတီဆိုတဲ့ရန်ဖေဖေကိုရိုင်းတင်ပေးခဲ့သည်ထို့ကြောင့်မိုးသချင်းကိုမိခိုင်အလွတ်ရနေသည် ဖေဖေသည် မိုးသချင်းကို အလွန်နှစ်တန်မျက်နှိုးပုံရသည် ထို့အတူ တကယ်မိုးကိုလည်းဖေဖေသဘောကျနှိမ့်ချပုံရှိသည်မိုးဆက်မိုးပေါင်းတဲတဲမဲမဲရွာသည်နှင့် ဖေဖေတယောက်ဇန်နရာခုံ၌ထိုင်ရင်မိုးဆူသောထိုးသချင်းကို စိတ်ပါလက်ပါတီးခတ်လေရှိခဲ့သည် တခါတရံညင်းတွတ်တွတ်အတန်းနှင့်ပင်ဖေဖေကိုယ်တိုင်စုံကြီးတည်ဆူတတ်သည် ထိုအခါများတွင်ဖေဖေမျက်ဝန်းထဲ၌မျက်ရည်စားများတွဲကိုယဉ်ဝိုင်းနေတတ်သည်ကို မိခိုင်မြင်ခဲ့ဘူးသည်မိခိုင်ဖေဖေကဇန်နရာတီးတက်ယုံမျှမကသည်တယောပါထိုးတတ်သူဖြစ်သည် ထို့ကြောင့်မိုးကလေးတစ်ဖွဲဖွဲ့ မကြဲကြဲကြွားသောချိန်များတွင် တရောကိုထိုး၍အလွမ်းဖွယ်နေတတ်သည် တခါတလေမှာတော့ဖေဖေတယောက်မိုးရေထဲသို့ထွက်ကာလမ်းလျှောက်လေရှိသည် ထိုအခါများတွင်ဖေဖေတယောက်စိတ်နှောက်ယူသွလေးပြီလားဟု၍ပင်မိခိုင်ထဲမှတ်မှားခဲ့မိသည်တကယ်တမ်းမှာဖေဖေတယောက်ယူသွသွားခြင်းမဟုတ်ပါ သို့တော်လည်းအမှုပညာဇံဝင်သွား၍စိတ်နှောက်ကိုပါကအမှုပညာယူသွသွားခြင်းတော့ဖြစ်နိုင်သည် တကယ်တမ်းမှာလေဖေဖေကအမှုပညာသမားစစ်စစ်ဖြစ်သည်အမှုပညာကိုဖေဖေမြတ်လို့သည်အမှုပညာဆိုသည်၌ဂီတကိုပို့၍ဖေဖေကခုံမင်မြတ်လို့သူဖြစ်သည်ဖေဖေသည်မိခံငယ်စဉ်ကအောင်မြင်သောဇန်နရဆရာတဦးဖြစ်ခဲ့သည် ထို့ကြောင့်တချင်းဆိုရန်ဝါဒနာပါသောမိခိုင်မေမေနှင့်ဖေဖေတို့တွေ့ဆုံပြီးညားခဲ့ကြသည်ဟု မေမေမကွယ်လွန်မီကပြောပြခဲ့ဘူးသည်မေမေကွယ်လွန်ခဲ့သည်မှာ9နှစ်မြရှိလေပြီမေမေကွယ်လွန်ခြင်းကမိခိုင်အသက်က15နှစ်10တန်းကျောင်းသူမိခိုင်အသက်20ဘွဲ့ရပညာတတ်တရာဖြစ်နေလေပြီမိခိုင်ကျောင်းသွားပြီးသည့်နေ့ဖေဖေကိုတလှည့်ပြုစုလောက်ကန်ကျွေးမွေးရန်အစိုးရဌာနတစ်ခုသို့ဝင်ကအလုတ်လုံနေခဲ့သည်ပထမတွင်ဖေဖေကခွင့်မပြုခြင်းဖေဖေရင်ခွင်ကို မိခိုင်ကောင်းဝင်တို့၍အမျိုးမျိုးတောင်းပန်နားချမှသာဖေဖေကမိခိုင်ကို အလုံးလုံးခွင်ပြုခဲ့ခြင်းဖြစ်သည်မိခိုင်အလုံးခွင်တို့ဝင်ပြီးသည့်နောက်ပိုင်းဖေဖေတယောက်စန္ဒယာတီးခြင်းအလုံးကို အနားယူလိုက်တော့သည်မိခိုင်ပညာတတ်တယောက်ဖြစ်စီရန်ဖေဖေသည်စန္ဒယာတီးသောအမှုပညာသမားတယောက်ဘဝဖြစ်ရုံးကန်လှုပ်ရှားပေးခဲ့သည်တဖြည်းဖြည်းဖေဖေ၏ခန္ဓာကိုယ်သည်ဇရာတွင်သို့ ချင်းနှင်းဝင်ရောက်လာသည်မျက်စီမောလာသည်ဖြင့်မျက်မှန်တက်ခဲ့ရသည်ကျို့တို့ကျက်တဲ့စပင်ဖြူတို့ထွက်လာသည်ဖြင့်စပင်ဆိုးစေးဒိန်းချေထားရသည်ဖေဖေကအနုပညာသမားမို့လားမသိထင်သလောက်တော့အရွယ်မကြသည် အသက်50ကျော်ဆိုတော့လေဖီလင်းပြင်ဆင်ထားပါက ဖေဖေသည်နုပြိုစေလူလက်တူအသွင်ရှိ၏သို့တော်ဖေဖေသည် ဟန်ကြီးပန်ကြီးမနေတတ် ရှိုးကြကြမဝတ်စားတတ် တင့်တင့်ယုံမျှသာဝက်တက်စားတက်နေတက်သွားတတ်သည် ထို့ကြောင့်အမှုပညာသမားဖေဖေကို လူချစ်လူခင် ပေါ်များသည် ဖေဖေသည် တကယ်ကိုအေးအေးဆေးဆေးနေတတ်ပြီးအချိန်ရှိတိုင်းတချင်းကလေးကြီးဆိုနေတတ်သူဖြစ်သည်စံနေရတဲ့ကြောင့်တချင်းလိုက်ကြီးမိရင်ဖေဖေအကြောင်းကောင်းနေဝင်လာမိသည်ကိုမိခိုင်သတိပြုမိသွားသည် ထိုစဉ်စန္ဒယာတန်ကကွဲပြောက်သွားသည်မိုးဆက်မိုးပေါင်းတို့၏ အတန်ကလည်းမကြရတော့မှန်ပရင်မှအိမ်ပြင်ဘက်သို့လှမ်းကြည့်လိုက်သည် မိုးကရုပ်ကြီးဆဲသွားလိမ့်ပြီလောကကိုနှုတ်မဆက်ပဲပြေးထွက်သွားသောမိုးကိုဒေါသနှင့်အတူမိခိုင်ရင်ထဲမှအပြစ်တင်နေမိသည်အလဲလာသွားသော မိုး၏ခြေရာများကအပြင်ဝန်းကျင်တို့တွင်ရွှဲရွှဲဆိုလျက်အထင်းသာကြံ့ရင့်နေရှာသည် ရုပ်ကြီးတိတ်ဆိတ်ငြိမ်သက်သွားမှုကြောင့် အိမ်ဝင်းကျင်တခွင်တွင်ချက်ချင်း၆တွေ့သွားသည်မိခိုင်ဂရင်ပေါ်မှထကဖေဖေရှိရာသို့တွားမြေပြူပြီးမှ တခုခုကိုတရိရပြီးနောက်တကရွက်ဘေးမှသူမဖေဖေကိုချောင်းကြည့်လိုက်သည်စန္ဒယာခုံနှင့်မနီးမဝိရှိပလက်ကလထိုင်းတွင်ထိုင်ရင်းဖန်ခွက်တစ်ခွက်ကိုကင်ကာမော့တောင်နေသည်အင်းဖေဖေအရက်ကိုဘလောက်ထိတောက်နေအောင်မလဲမသိဘူးမိခိုင်နှုတ်မှ မပွင့်တပွင့်လေးထွက်သွားသည်မိခိုင်ချီလန်းများနောက်သို့ပြန်ဆုတ်လိုက်သည်ပြီးနောက်ဂရင်ဘေးရှိဇာရေးစပွဲဝန်၌ရှိသောဒိုင်ယာရီစာအုပ်လေးကိုကောက်ယူကာဂရင်မော်သို့ကိုကိုပြစ်လဲချလိုက်သည်ဒိုင်ယာရီစာအုပ်လေးကို ရင်းဆုံမော်သို့တင်ရင်မကြာမီကဖြစ်ပျက်ခဲ့သော သူမနှင့် သူမဖေးဖေးအကြောင်းတို့ကို ပြန်၍စဉ်းစားနေလိုက်သည်တနေ့မိခိုင်အလုံနာရဲ့တရက်မှာ အိမ်သို့ဧည့်သည်တဦးရောက်လာခဲ့သည် ထိုဧည့်သည်မှာမိခိုင်ဤဧည့်သည်မဟုတ်ဖေဖေဤဧည့်သည် အမျိုးသမီးဖြစ်သည် ထိုအမျိုးသမီးမှာဖေဖေနှင့်တတ်တူရွယ်တူဖြစ်သည် ထိုအမျိုးသမီးကြီးကိုမိခိုင်ကောင်းကောင်းမှတ်မိနေသည်အဲ့ဒါနိုင်ငံကျော်အစိုးရမေးစမ်းတာပေါ့မိမိတငယ်ချင်းလေသမီးဖေဖေရဲ့တပည့်ပေါ့မိမိရှိစဉ်ကအိမ်ကိုလာလေသွားခဲ့တော့ဒေါ်မေးစမ်းနာနှင့်မိခိုင်ကိုမိမိကမိတ်ဆက်ပေးခဲ့ဘူးသည် ဆန္နာဟောရာတို့ရဲ့တဝူးသီးသောသမီးလေးခိုင်းတဲ့စင်းနဲ့อืมသမီးလေးကအဖေနဲ့ရောအမေနဲ့ပါတူတာမို့တကယ်ကိုချောတာပဲကွယ်ဒေါ်မီဆန္နာဤတွက်လက်ဖော်ရွေမှုကိုမိခိုင်ယနေ့တိုင်မှတ်မိနေစေရှိသည်ယခုလည်းမိခိုင်ကိုဒီနေနှုတ်ခွန်းဆက်သည်မိခိုင်အနေနဲ့ဖေဖေနှင့်ရှိနေသောကြောင့်အဲ့ဝတ်ကြီးစွာလက်ဖက်ရည်ဖြင့်ဧကန်ရင်အဝေးသို့ထွက်၍ရှောင်းတိန်နေလိုက်သည် ကိုမင်းကိုကြည့်ရတာပိန်သွားတယ်လို့ပဲနော်။ဒေါ်မေဆန္နာကြီးစကားသံများကအဝေးမှထိုင်နေသောမိခိုင်နားထဲသို့တိုင်ကြားစီသည်။မိခိုင်ဖလက်ဆဆောက်ထဲသို့စိတ်ကိုသွင်းကအရာရာကိုမေ့ထားလိုက်သည်။ဘာပဲဖြစ်ဖြစ်လိုအပ်တဲ့ကူညီရှိရင်ဆန္နာကိုပြောနော်။ဘာမှအာမနာနဲ့အရင်လိုပဲဆက်ဆံနိုင်ပါတယ်။ဆန္နာနဲ့ကိုမင်းတွေကဘဝတူတွေပဲလေ။ကြားနေရသောစကားသံတွေက မိခိုင်နှလုံးသားကိုလှုပ်လှုပ်ရှားရှားဖြစ်သွားစေတာအမှန်ဖြစ်သည်ဒေါ်မေဆန္ဒပြန်သွားတော့ဖေဖေကိုမိခိုင်တီတိုဆန်းစစ်ကြည့်သည်ဖေဖေဒေါ်မေဆန္ဒကဖေဖေကိုဆက်ဆန္ဒတမျိုးကြီးပဲနော်တမိထင်လို့ပါကွယ်ဖေဖေနဲ့သူနဲ့ကဘိုးတော်နဲ့ကဒီလိုပဲဆက်ဆန္ဒလာခဲ့ကြတာပြီးတော့သူကလည်းတမိမိမရဲ့တငယ်ချင်းလေနောက်ပြီးသူခင်မာမှာလည်းယောက်ျားဆုံးမသွားတာမကြသေးတော့အဲ့ဒါပြောတာပေါ့ ဖေဖေနော်တမီးကတော့မမေ့နေရမှာဘသူကမှအစားမထိုးစေခြင်းမူဖေဖေနဲ့တမီးနဲ့နှစ်ယောက်တည်းပဲနေခြင်းနဲ့မိခိုင်ဤဆန္ဒကိုဖေဖေကပြန်လဲမကန့်ကွက်ခဲ့သို့တော့ဖေဖေမျက်နှာညှိုးကျသွားသည်ကိုတော့မိခိုင်တရိထားလိုက်မိသည်ဖေဖေမိတို့ခံစားနေရသည်မသိဖေဖေသည်ဟန်ဆောင်ကောင်းသူတဦးဟု၍မိခိုင်မထင်ထို့သောအမြင်ကိုဖေဖေသည် ထိုနေ့ညနေတွင်တယုတ်ပြခဲ့သည် ပြစ်ချင်တော့တစိမ့်စိမ့်ရွာနေသောမိုးကအညိုဖြင့်ဖေဖေကိုနှိုးဆွလိုက်သည်ထင်မတောက်ဖြစ်ခဲ့သော အရက်ကို ထိုနေ့ကဖေဖေပြန်ဆတော့သည်အရက်တောက်လိုက်စန်းတရားတီးလိုက်ဖြင့်မိုးမတိတ်မချင်းဖေဖေလှုပ်လှုပ်ရှားရှားဖြစ်ခဲ့သည်အော်ဖေဖေတရားမင်းမင်းကိုတတိယလေလို့နဲ့တူတယ်မိခိုင်ဒီလိုတွေးမိသည်ဖေဖေကိုကြည့်၍ကိုချင်းစာမိသည်မိခိုင်လည်းမင်းမင်းကိုဖေဖေနီးတူ သတိတရဖြစ်မိသည်ယခုအချိန်မေမေသာရှိနေအောင်မည်ဆိုပါလေမိခိုင်တို့တားမိသားဖသုံးယောက်ပျော်စရာမိသားစုလေးအဖြစ်ရှိနေမည်သာတိုးတော်မေမေသည်မိခိုင်တို့ကို ခွဲသွားကြလေပြီဒီနောက်ပိုင်းဖေဖေသည်မိခင်အဖြစ်၎င်းဖခင်အဖြစ်၎င်းမိခိုင်အပေါ်၌တာဝန်ကျေပွန်ခဲ့ရှာသည်ဖေဖေသည် အောင်မြင်သောအမှုပညာသမားဇန်နရာဆရာတအူးဖြစ်ဂီတအမှုပညာနှင့်ပေ၌ ရှောင်လန်းနေရသူတဦးဖြစ်သည် လူချစ်လူခင်ပေါ်များသောကြောင့်ဖေဖေဤဘဝကို ကိုချင်းစာကျင်နာသနာသူများရှိကြသည်မဆုခင်ကညွတ်ချင်းသူများဖေဖေအနား၌ဝိုင်းဝိုင်းလဲနေသည်လည်းရှိသည်သို့တော်ဖေဖေသည် ထိုအကြောင်းရာကိုခေါင်းထဲမှမောင်းထုတ်ကာသမီးမိခိုင်ကိုသာရှည်တန်းတင်ထားခဲ့သူဖြစ်သည် ထို့ကြောင့်မိခိုင်အနေဖြင့်ဖေဖေသည်သာချစ်ခင်မြတ်နိုး အလေးထားအားကိုးရာအစစ်ဖြစ်ခဲ့သည်ထိုနေ့ကမိုးတိတ်သွားမှဖိဖိစန်းနေရလက်တန်လဲပြောင်းလူလဲမှောက်ရက်သားအိပ်ပျော်သွားခဲ့ပုံကိုကြည်ရင်ဖိဖိကိုမိခိုင်းပို၍တနာကျင်နာခဲ့ရပါလေသည်တရက်ထိုရက်ကိုမိခိုင်းပေတော့ခါမှမမီတိုက်ဆိုင်ခြင်းတော့ထိုနေ့ကမိခိုင်းအလုတ်ထဲမှ အလုတ်လုံနေရင်ခေါင်းထဲ၌မူးနောက်လာခဲ့သည်ထို့ကြောင့်ဂျုံမနိတဝက်ခွင့်ယူကအိမ်သို့ပြန်လာခဲ့သည် အိမ်ချံဝင်းထဲသို့မိခိုင်ဝင်ရောက်လာသည့်အချိန်တွင်အိမ်ထဲမှဒေါ်မီဆန္ဒတယောက်ထွက်လာသည်နှင့်ရင်ဆိုင်တိုးရသည်ဒေါ်မီဆန္ဒကိုမြင်မြင်ချင်းဖိဖိအတွက်အရင်စလိုစိုးရိမ်မိသွားသည်အော်တမီးလေးတော်အလုကပြန်လာမှကိုဖိဖိအတွက်စိုးရိမ်တော့ကကြောင်ချိုတာဖော်၍သောဒေါ်မီဆန္ဒ၏စကားတို့ကိုလေလူရှုကြောခိုင်းခဲ့ပြီးအိမ်ထဲသို့အရင်စလိုပြေးဝင်လာမိသည် ဧကန်တွဲ၌ဖေဖေတယောက်အရက်ထိုင်တောင်းနေသည်ကိုမြင်တွေ့ရသည်မိခင်ကိုယုတ်ချီးမြင်တွေ့တော့ဖေဖေအံ့ဩသွားပုံရသည်တိုးတော်ဖေဖေသည်တင်းငင်အေးဆေးစွာဖြစ်ပင် မိခင်ကိုပြောသည်ဒီနေ့ သမီးအလုတ်ကပြန်လာတာတဲစောပါလားသမီးဘာဖြစ်လို့လဲဟုတ်တယ်ဖေဖေကိုမယုံလို့သမီးအိမ်ပြန်လာပြီးချောင်းတာခုတော့ဖေဖေက သမီးထင်တဲ့အတိုင်းပဲသမီးအဲ့ဒီဒေါ်မေဆန္ဒဆိုတဲ့မိန်းမကြီးကိုမုန်းတယ်မုန်းတယ် မိခိုင်စိတ်လွတ်လပ်လပ်ဖြင့်ဖေဖေကိုပြန်၍ပြောမိလိုက်သည်ဖေဖေကအရက်ပလင်းမှအရက်တစ်ခွက်ကိုငှဲ့ကာမော့တောက်လိုက်သည် ပြီးနောက်တစ်ခွက်ထက်ဆင့်မော့ပြန်သည်မိခိုင်ဖေဖေကိုကြည့်၍အားမလို့အားမရဖြစ်ကာဖေဖေလက်ထဲမှအရက်ခွက်ကိုပြေး၍လူယူလိုက်သည်ဖေဖေတမီးကိုဘာမှပြန်ပြောစရာမရှိတော့ဘူးလားဟင် ဟုတ်ပါပြီတမီးထင်တဲ့အတိုင်းအဲ့ဒီဒေါ်မီစန္ဒာဆိုတဲ့မိန်းမကြီးနဲ့ ဖေဖေနဲ့တိတ်တိတ်ပုံတော်တိတ်ဆန်းဖေဖေအတန်ကကြဲလောင်စွာထိမ့်ထွက်လာသည် ဖြတ်တောက်လိုက်သောဖေဖေစကားတန်းကြောင့်မိခိုင်ဘာဆက်၍ပြောရမည်မှန်မသိသို့သောမိခိုင်မျက်လုံးတို့၌ဒေါသနှင့်ရောရှက်သည့်ဆုံးရှုံးမှုမျက်ရည်များမှာခဏအတွင်စီးဆင်းလာခဲ့သည်အเจ้าရာတစ်ခုကိုခိုင်ခိုင်မာမာတိတိကျကျမသိပဲဘယ်တော့မှကိုထင်အောင်ကိုဆုံးဖြတ်ချက်မပေးရဘူးသမီး ငါသမီးကလောကကြီးထဲမှာလမ်းတွေအများကြီးရှောက်ရအောင်ပါစင်ညာမသမီးရဲ့မသိဘူးမသိဘူးအခုဖေဖေဘာညင်းမလဲဒေါ်မီစန္ဒာနဲ့ဖေဖေနဲ့ဒီရင်ကြီးထဲမှာနှစ်ယောက်တယ်ပြီးတော့ဖေဖေကအရက်တွေလည်းတောက်ထားတယ်သမီးမယုံဘူးဒီမိန်းမကြီးကိုသမီးမယုံဘူးဖြန်းကနဲ့အတန်းဖေဖေလက်ပြန်ရုပ်တော့မှ မိခိုင်ကိုဖေဖေရဲ့လိုင်မှန်တည်သည်ဖေဖေအနီးမှာမိခိုင်ကိုရှိုက်ပြီး ပြေးထွက်လာလိုက်သည် နောက်ဖက်တွင် ဖေဖေသည်စန္ဒယခုံမော်သို့လက်သီးချက်ပေါင်းများစွာထိုးနှံနေသည်စီးဝါးတကြမဟုတ်သော၆ချားပွဲစန္ဒယတံများကို မိခင်အတိုင်းသာကြားနေမိပါ၏တိတ်သွားသောမိုးကပြန်လည်ဤတန်းဆလာပြန်ကြည့်ပြီမိုးဆက်မိုးပေါက်တံများကြောင့်ဖေဖေအကြောင်းအတွေးစဉ်တို့မှလွင်ပြဲသွားခဲ့ပြန်သည်မိခိုင်ဂရင်ထက်မှထကဧကန်းသို့ချောင်းကြည့်လိုက်သည်ဖေဖေမတ်တရက်လျက်မှာ အရက်တစ်ခွက်မော့တောင်နေသည်ပြီးနောက်စန်းနရခုံစီသို့သွားထိုင်ကစန်းနရခလုတ်ကလေးများကိုတို့ဆန်းလိုက်သည်မကြာမီတီးနေရတေးတပုတ်ကို လက်ကွက်ဆိတ်ဆိတ်ဖြင့်တီးနေပါတော့သည်မိခိုင်ဂရင်ပေါ်သို့ကိုကိုပြက်လဲချလိုက်သည်ဘေး၌ချထားခဲ့သောဒိုင်ယာရီစာအုပ်လေးကိုယူကာစာမျက်နှာအစမှစတင်ဖတ်ရှုလိုက်သည်ခဏကြာတော့စာအုပ်ကိုပြန်ပိတ်ကာ ရေစုံပေါ်သို့တင်၍စဉ်စားကန်းဝင်လိုက်သည်ထိုစဉ်ဖေဖေးကိုတရိရသွားမိသည်ခေါင်းထောင်က အပြင်းမဲ့အေကန်းစီသို့အာယုံပြုတ်လိုက်သည် မိုးဆက်မိုးပေါက်တန်းများနှင့်ဇန်နရလက်တံမှာထတ်တူကြလျက်ရှိနေစေဖြစ်သည်ဖေဖေးနှင့်မိခိုင်တို့စကားမပြောဖြစ်ခဲ့ကြသည်မှာတပတ်နီးပါးရှိပြီကို မိခိုင်တွေးမိပြန်သည်ထိုရက်များတွင်ဖေဖေးတယောက်နေ့စဉ်အရက်တောက်ဖြစ်နေသည် ဘေဘေဘာဝင်စိတ်ညစ်နေသည်လဲမိခိုင်မတွေ့တဲ့။တေချာခြင်းတစ်ခုကတော့မိခိုင်ကိုဖေဖေစိတ်ဆိုးသွားခြင်းပင်ဖြစ်သည်။အင်းဖေဖေတရားရီစာအုပ်ထဲမှာရေးထားတဲ့အတိုင်းဆိုရင်တော့မေမေနဲ့ဒေါ်မီစန္နာညီမတွေလိုအရန်ချစ်ကြတဲ့တငယ်ချင်းတွေတည်းပြီးတော့ဒေါ်မီစန္နာကြောင့်မေမေနဲ့ဖေဖေတို့တီကျွမ်းရင်းနှီးရတယ်ဆိုပဲမေမေရောဒေါ်မီစန္နာပါ ဖေဖေစီမှာတခြင်းအစိုးတင်ကြတဲ့တပည့်တွေဆိုပါလားအတွေးစားကိုဖြတ်လိုက်သည် ဝန်းကျင်တို့အာယုံဖြန့်ကျဲလိုက်ပြန်သည်မိုးကတဲတဲမဲမဲရွာကောင်းနေတကဲ့သို့ဇန်နရလက်တံများကလည်းအကွက်စိတ်လှိမ့်ကောင်းနေစေပင်ဒယာရီစာအုပ်ကိုဖွင့်ကဆက်ဖတ်လိုက်ပြန်သည်စာရွက်တရွက်ပြီးတရွက်ဖတ်နေစဉ်စူးချသောတေးသွားတန်းစဉ်တစ်ခုကမိခိုင်နာတဲ့ဝေရောက်လာသဖြင့် ဖလက်ဆဒိုင်ယာရီစာအုပ်ကိုပိတ်လိုက်သည်။ကြားနေရသော တီးသွားတန်စင်ကိုဂယုဆိုင်နားထောင်မိသည်။ဖေဖေတချင်းဆိုနေပါပြီကော။ဖြေနိုင်မှာပဲမလုံတလုံချုံလွာမစုံဖို့တွေအသေးကြွေလူပြီ။အော်ဘယ်ခါမှ အတူတကွနေရပါမည်။တွေးเสียအတီဆွေးနှမထားလီဝေးရပြီ။တီးသွားတီဆိုတဲ့နေ့တီးသွားတီးခွက်က လိုက်ဖက်လွန်နေသည်။ ဒီဆိုသူဖိဖိအတန်မှာတေးသွားတိုင်းခံစားနေရတဲ့ကဲ့သို့ရှိလာသည်။အော်ဒေါ်မီဆန်နာကဖိဖိရဲ့ငင်းချင်းဟောင်းနဲ့လားဖိဖိရဲ့ဖိဖိနဲ့ဒေါ်မီဆန်နာတို့တိတ်ချစ်နေတဲ့အချိန်ကာလတစ်ခုမှာမိမိကဖိဖိနဲ့နီးစပ်အောင်ကြိုးစားပြီးဖိဖိကိုအယယူခဲ့တယ်လို့ဖိဖိမှတ်တမ်းတင်ထားခဲ့တာကိုတကယ်အဖြစ်တွေလားဖိဖိရဲ့ဒီအတွက်ဖိဖိဘဝတစ်လျှောက်လုံး အချစ်တွေဆုံးရှုံးခဲ့ရတယ်ဆိုတာကဖေဖေရင်ထဲကသစ္စာစကားတွေပဲလားဖေဖေရင်ထဲမှာဖွင့်ရန်ထွက်လာတော့စကားတန်များကတူးညင်းလွန်လာသည်ပြီးတော့ရင်ထဲမှာပင်ပျောက်ွယ်သွားသည်ဟွန်းမိခိုင်တပြင်းတစ်ချက်အားရပါးရချလိုက်သည်ပြီးနောက်ဒိုင်ယာရီစာအုပ်ထဲမှာဖတ်ရန်ကြံနေသောစာရွက်အချို့ကိုလှန်လောဖတ်ရှုလိုက်ပြန်သည်တခုသောစာမျက်နှာအယောက်တွင် ထိုစာရွက်ပေါ်၌ရေးထားသောစာများကိုဒူရီယန်ပြီးရွတ်ဆိုဖတ်လိုက်သည်ဟေပေနှင့်တမီနှစ်ယောက်တည်းရှိသောဘဝကလေးသည်ကျွန်တော်အတွက်ပျော်စရာကောင်းသောကဘာလေးဖြစ်သည်တမီရှိနေလေကျွန်တော်ဘဝတွင်အရာရာပြည့်စုံမိတာဖြစ်သည်တမီသည်လည်းကျွန်တော်ကဲ့သို့အဖေတူတမီဖြစ်မည်စာမျက်နှာတစ်ရွက်ကုန်ဆုံးသွားသည်မို့စာအုပ်လေးကို ရေစုံမော်တို့ပြေးပါရင်ဖေဖေးဤမေတ္တာကြောင့်ကိုတွေးလိုက်မိသည်ဖေဖေးဤတမီးပေါ်ထားသောမေတ္တာတို့ကိုတီးခွင့်ရခြင်းအတွက်မိခိုင်ဝမ်းသာကြည်နူးမိသည်ဒီအတွက်ဖေဖေးကိုမိခိုင်ဂျေစုတင်နေမိပြန်သည်ထို့အကြောင်းကိုဖေဖေးထံအပြေးသွား၍ပြောပြလိုက်ခြင်းသည်ထိုင်ရာမှထားရလိုက်သည်အပြေဝန်းကျင်တွင်အတံများကိုအ깨ခတ်လေ့လာလိုက်သည်မိုးဇက်တံများ ပြောက်ွယ်သွားတဲ့သူဇန်နရလက်တန်လဲ꽌ပြောက်သွားလိမ့်ပြီမန်ပရင်မှအင်းပြင်းသူလမ်းကြည့်သည်မိုးကတစက်တပေါက်မျှမကြတော့မိုးမရွာလေဖေဖေပေတော့မှဇန်နရတီးလိမ့်မရှိဒါကိုမိခိုင်တီးထားပြီးဖြစ်သည်မိခိုင်တွေးကြည့်သည်ဖေဖေတယောက်မိုးတိတ်သွားပြီးဖြီး၍ဇန်နရခုံမှထကာပလက်ကလက်ထိုင်နဲ့ထိုင်ရင်အရက်တောက်နေပြီလိမ့်မည်ဒိုင်ယာရီထဲမှာ ဖတ်စရာစာမျက်နှာများကအနေချင်းကြံနေသေးသည်မိခိုင်အရေးကြီးသိကျင်သောကောင်းကန်းတို့ရောက်လို့ပြီစာကိုအမြန်ဖတ်မိပြီးလျင်ဖေဖေအေခန်းစီတို့ဒိုင်ယာရီစာအုပ်ကိုပြန်၍ထားရမည်ဖေဖေဤဒိုင်ယာရီစာအုပ်ကိုမိခိုင်ခိုးဖတ်နေပုံကိုဖေဖေမသိရန် အရေးကြီးသည်မင်းညားကအေခန်းအတွင်း၌ဖေဖေအရက်တောင်ရင်ဒိုင်ယာရီထိုင်ရင်းနေပုံရသည် ရက်အတောင်များသွား၍မောက်သွားသောကြောင့်ဒိုင်ယာရီစာအုပ်ကို အမှုမဲ့အမှတ်မဲ့ပြစ်ထားခဲ့တာပဲဖြစ်မိပေပေဤမိတ္တချင်းကိုပင်မိခိုင်ကျေးဇူးတင်နေမိသည် ထို့ကြောင့်သာလေပေပေဤဒိုင်ယာရီစာအုပ်ကို အလစ်ဖက်ခွင်ရခဲ့ခြင်းဖြစ်သည်စာမျက်နှာတစ်ရွက်ကို အလင်းမြန်လှမ်းပြီးတီးတိုးဖတ်ကြည့်လိုက်သည်ယနေ့မေဆန္ဒအိမ်သို့ရောက်လာသည် သူအကြည့်သူအတီထဲ၌ ကျွန်တော်ရှိနေစေပုံပေါ်သည်ကျွန်တော်ရင်ထဲမှာမပြိုဖြစ်ခဲ့သောမိုးကရွာခြင်းတလူလူရှိလာသည်သို့သောကျွန်တော်ဤမျက်ဝန်းထဲတွင်တမီဤရုပ်လွာကျွန်တော်ဤဥကောင်းထဲတွင်တမီအကြောင်းများကသာလင်ကြီးစိုးနေခဲ့သည် ထို့ကြောင့်နှစ်ပေါင်း20ကျော်မရွာဖြစ်ခဲ့သောမိုးကိုယခုအတိုင်းကျွန်တော်ရင်ထဲမှာပင်ထိမ့်သိမ်းထားခဲ့ရတော်သည် ထိုနေ့မှစ၍ ကျွန်တော်အရက်ပြန်တော့မိသည်စာချောင်းဆုံးတော့ဇောင်လေးကိုပိတ်ကာရင်းဆုံးမှာဖိကတ်ထားမိသည် ဖေဖေးဤမြစ်တာကျင်နာတို့ကိုတီးခွင်ရ၍ရင်ထဲမှာဝမ်းတာဝမ်းနေဖြစ်မိသည်စာမျက်နှာနောက်တရွက်ကိုထက်လန်ကဖတ်လိုက်ပြန်သည် အမေအစားမလိုခြင်းသောတမီဤရင်တွင်စကားများကကျွန်တော်ဤမပြိုမိုးကိုမရွာဘဲနေရန်အမိတ်ပေးတဲ့ကဲ့သို့ရှိသည် ဖခင်ပေါ်ထားသောတမိဤချစ်ချင်းများကိုကျွန်တော်လေးစားမိသည်မို့မဆန္ဒကို အဆက်အသွယ်ဖြစ်ရန်ကျွန်တော်ကြိုးစားရသည်ကျွန်ုပ်အနီးအပါး၌တမိအမည်ရှိနေသောကြောင့်အရာအားလုံးသည်ပြီးပြည့်စုံနေပြီဟုကျွန်တော်မှတ်ထင်သည်စာကြောင်းဆုံးသွားသည် နောက်စာမျက်နှာတစ်ရွက်ထက်လှန်သည်အတန်ထွက်ဖတ်မိသည်ဒီနေ့ကျွန်တော်ထံသို့မဆန္ဒမမျှော်လင့်ပေရောက်လာခဲ့သည် အိမ်မှာကျွန်တော်တယောက်တည်းရှိသည်ကျွန်တော်အရက်အနေငယ်တောက်ထား၍ကြီးဝေဝေဖြစ်နေသည်တမီးမရှိ၍မဆန္နာကရင်းရင်းနီနီပုံပွင့်လင်းလင်းပြောသည်ကျွန်တော်၏အထီးကျန်မှုအပေါ်ဖေးမှလက်တွဲရန်ရေလာမြောင်းပေးစကားဆိုသည် ကျွန်တော်မဆန္နာကိုဟိုးရခင်နှစ်20ကျော်စဉ်ကလေးကမျက်မျက်နိုးနိုးချစ်ခဲ့ပြီးသားရှိသည်ယခုလည်းချစ်၍နေသည်မှန်ကျွန်တော်ကို ကျွန်တော်သိသည် သို့သောတဝူဒီသောတမီးငယ်ကိုကျွန်တော်လစ်လူမပြုနိုင်ထို့ကြောင့်မဆန္နာကိုလမ်းခွဲစကားဆိုလိုက်သည် မဆန္နာပြန်သွားပြီးနောက်တမီးရောက်လာသည်မဆန္နာနှင့်ကျွန်တော်ကိုအထင်လွဲစကားဆိုသည်ဒေါသရှင်ကြောင့်တမီးကို ကျွန်တော်ရိုက်မိသည်တမီးကိုရိုက်မိခြင်းအတွက်တမီးမှခွင့်လွှတ်တော်ညာကျွန်တော်ကိုကျွန်တော်ဘယ်သောအခါမှ ခွင့်မလွှတ်ပါရင်ထဲမှာ သမီးကိုတောင်းပန်နေမိသည်ထို့သူဖြစ်ရခြင်းသည်မပြိုမိုး၏အုံကြွမှုဟု၍ကျွန်တော်နားလည်ရမည်လားဆိုသည်ကိုကျွန်တော်ခွဲခြားစွာမသိပါလေ။စာမျက်နှာကုံဆုံးသွားသည်မျက်လုံးကို ပဝန်းကျင်သို့လှဲ့၍ပြန်ကြည့်မိသည် တိတ်ဆိတ်နေသောဝန်းကျင်တွင်မိခင်ဤစာရွက်ဖတ်တမ်းမှာကျဲလောင်နေသည်သို့ထင်ရ၏ထို့ကြောင့်ဖေဖေများကြားသွားလိမ့်မလားဟု၍စိုးရိမ်စိတ်ဖြစ်မိသည် တကယ်ရွက်ကိုအตาရတွန်းကဧကန်းရှိဖေဖေးထံချောင်းကြည့်လိုက်သည်ပလက်ကလထိုင်ပေါ်တွင်ဖေဖေးထိုင်နေသည်ကိုလှမ်းမြင်ရသည် ခြေကိုဖွားဖွားနှင်း၍အခန်းထဲမှတစ်ဖက်အခန်းသို့အလင်းမြန်ဝင်လိုက်သည်ဖေဖေးကလေးမော်ရှိခေါင်းအောင်၌ဒိုင်ယာရီစာအုပ်ကို ပြန်ထားလိုက်သည်ပြီးနောက်ဖေဖေးရှိရာဧကန်းသို့ပြင်းရင်းစွာရှောက်လာလိုက်သည် ထို့သို့လာနေရင်မှ အစီအစဉ်များကို မိခိုင်တွေးလာနေမိသည် ပထမဦးစွာဖေဖေကိုထိုင်ကြော၍ဝန်ချတောင်းပန်မိအရမတောက်တော့ရန်တောင်းဆိုမိဖေဖေမှာနှလုံးရောဂါအခံရှိထားသည် ထို့ကြောင့်အမေဆုံးမိသည့်နောက်ပိုင်းဖေဖေအရမတောက်ခဲ့သည်မှာကြပြီသို့သောဒေါ်မီဆန္ဒနှင့်တွေ့ဆုံပြီးသည့်နောက်ပိုင်းဖေဖေအရက်ပြန်တောက်လာသည်ကို တရိထားမိခဲ့သည် ဖေဖေရင်ထဲ၌အဘယ်မျှကြည့်၍ ခံစားနေခဲ့ရသည်မသိယခုတော့ထိုကိစ္စမှာလဲမိခိုင်သဘောပေါက်ခဲ့လေပြီဖေဖေသည်ဟမ်မဆောင်တတ်သူဟု၍မိခိုင်ထင်ခဲ့သည် သို့တော့ဖေဖေသည်နှစ်20ကျော်ဟမ်ဆောင်နေနိုင်ခဲ့သူစစ်စစ်ဖြစ်သည်တို့ရတွင်ဖေဖေသည်သူ၏နှလုံးသားခံစားချက်ကိုဝတ်ထားခဲ့တော့လေမြည်သူကိုမျှအနောက်ရှံမပေးခဲ့ သူကိုယ်သူသာကျိမ့်မိတ်မျိုးသိမ့်ခံစားနိုင်ခဲ့သူပါလား ဖေဖေအကြောင်းများတီထားပြီးမှဖေဖေကိုပို၍လေးစားမိသည်ပို၍ဂျင်နာတနာခဲ့မိသည်မိတို့ပင်ဖြစ်စေဖေဖေသည်မိခိုင်အပေါ်တန်ရောစဉ်လွန်းတင်ထားသူဖြစ်၍အရာရကိုစွန့်လွတ်နိုင်ခဲ့သူဖြစ်သည်ဒီအတွက်ဖေဖေခြေနဲ့တီထီမိခိုင်ဝန်ချတောင်းပန်မိဟု စိတ်ထဲမှဒုံဒုံချဆုံးဖြတ်ပြီးလာခဲ့သည် မကြမီဖေဖေနှင့်မလန်းမကန်းသို့ရောက်လာသည်ပလက်ကလထိုင်ပေါ်တွင် ်ဖေဖေသည်ရင်သက်စွာရှိနေသည် မျက်စိကိုမိတ်ထားသည် ဖေဖေအိပ်ပျော်နေပြီလားဟု၍တွေးမိသည်အရက်တောက်ထားပြီးဖြစ်၍အရက်နဲ့တို့ကလှိုင်နေသည်ကလထိုင်ဘေးတွင်တောက်လက်စကုံလူလူအရက်တပလင်းနှင့်မှောက်ကြနေသောအရက်ဖန်ခွက်တစ်ခွက်ကို တွေ့ရသည် ဖေဖေမှာနှလုံးရောဂါရှိသည်အရက်တောက်ပြီးမိုးအေးအေးတွင်ယခုကဲ့သို့ပြစ်စလက်ခတ်ထားထား၍မဖြစ်မှန်း တွေးမိသည်ဖေဖေကိုကို တွဲမ၍အိယာကရင်ထက်သို့ပို့ပေးပြီးဆောင်းအနှွေးတဲ့တို့အထက်ထက်ခြုံ၍တိတ်ထားရန်စိတ်ကူးသည် ထို့ကြောင့်ဖေဖေလက်တို့ကိုလှမ်းကင်လိုက်သည်အေးဆက်ဆက်အထီးထွေကြောင့်စိုးရိမ်နေကြီးဖြစ်သွားကလှုပ်နှိုးလိုက်သည်ဖေဖေကမနိုးလက်မသွေးတို့နှုံးကိုစမ်းကြည့်သည်သွေးလေပတ်မှုရက်တန်သွားပြီးမှန်းသိလိုက်သည်သွေးလေပတ်လိုလေပညာဖေဖေကိုယ်ကို အတင်းကင်လှုံရမ်းကြည့်သည်ဖေဖေကိုသည်ပဂရိပြော့ခွေက ထားရနေဆီယာသွားသလိုဖြစ်နေသည်ရင်ဘတ်မှနှလုံးခုန်တန်ကို နားပြစ်ကဲ့၍နားထောင်ကြည့်သည် လုံးဝမလှုပ်ရှားဘာသာမျှမကြားရဖေဖေအသက်ရှူရက်သွားပြီမှန်သိကြသွားလိမ့်မည်စောစောကဖေဖေကိုတောင်းပန်မိအစီအစဉ်များခေါင်းထဲသို့ဝင်လာသည် သို့တော့ထိုအစီအစဉ်များမဖြစ်နိုင်တော့ပြီမှန်တိလက်ရသည့်ခဏ မိခိုင်မျက်ဝန်းများမှမျက်ရည်ဥများအစီအရီတွဲခုစည်းစင်းလာတော့သည်ထိုနည်းတူဝမ်းနေကြေခွဲခြင်းဤထွက်ပေါက်ဖြင့်မြည်တမ်းခြင်းတန်စင်တစ်ခုသည်လည်းထိုဝန်းကျင်၌ထေရှားစွာထွက်ပေါ်လာပါတော့သည်ဖေဖေသမီးတယောက်တည်းထားခဲ့ပြီလားဖေဖေရေသမီးဘယ်လိုဖြေရပါမလဲသမီးကိုခွင့်လွတ်ပါဖေဖေသမီးတောင်းပန်ပါသမီးတောင်းပန်ပါလေဖေဖေ နားဆင်ပေးသူအားလုံးကိုကျေးဇူးတူးပဲတင်ရှိပါတယ်ရှင်။